ပဲခူးတိုင်းပေါင်းတဲ့မြို့မှာရေကြီးနှမြုပ်မှုတွေဖြစ်ပြီးဒေသခံတွေအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်ဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားပါတယ်ရှင်အစမပြေရွာသွန်းတဲ့မိုးကြောင့်ပဲခူးတိုင်းပေါင်းတဲ့မြို့မှာဇူလိုင်လ26ရက်နေ့ကစပြီးတဖြည်းဖြည်းရေတက်လာခဲ့ရဒီနေ့ဆိုရင်ရက်ွက်ကြီး6ခုကိုရေနှမြုပ်နေပြီးဒေသခံတွေအကူအညီလိုအပ်နေတာဖြစ်ပါတယ်အဲ့စက်ရွာနေမှာဆိုလို့ရှိရင်ဒီထဲထဲကပြည်သူတွေအားလုံးက ဒီအဓိကကစာဝင်းနေရတဲ့အဓိကအရင်ဆုံးရောက်မယ်ပြီးနောက်တစ်ခါကျမ်းမာရေးအရာဒီဝင်းပေါ်ဝင်းရောက်တော့ပါလို့မှစပြီးတော့ဖြစ်မယ်ပြီးရေကတဖြည်းဖြည်းနဲ့တက်လာတဲ့အတွက်ဒီပိုးမွားတလိဆန်ကအင်မတန်မှစိုးရင်ရတယ်အဲအင်မော်ဒီမှာပိုးမွားတလိဆန်တွေတက်တယ်အဲ့တော့ကျွန်တော်ဒီရေကြီးနေတာဒီဆယ်မြောင်းနေချောင်းနေပေါ့နော်ဟိုအချိန်တုန်းကဆိုရင်ဓာတ်မျိုးတွေမတက်ခင်ဘူးဒီဆယ်မြောင်းနေချောင်းပုံလို့ခုရေကြီးတာလို့လည်းပဲကျွန်တော်တို့ကယူကြတယ်ပေါ့အဲ့တော့ဒီဒီထဲမှာ ဖြစ်နိုင်တော့ဟိုလက်ရှိကိုရအနေနဲ့လည်းကျွန်တော်တို့ဒီဒီလိုဝိုင်းဝန်းပြီးတော့ဟိုကူညီကမ်းဖို့ဆိုရှင်လည်းကျွန်တော်တို့အခုလိုရေကြီးနှိမ့်ညွန့်နေတာနဲ့ပတ်သက်ပြီးဇူလိုင်လ26ရက်နေ့တို့မြမအလင်းသတင်းစာမှာရေလောင်တမန်ကြီးနဲ့ရေလောင်တမန်များချိုးပေါက်မှုမရှိရေကင်းများချထားပြီးစောင့်ချက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ပေါင်းနယ်မြို့မှာမင်းခွက်၁၊နွယ်ကြို၁၊နွယ်ကြို၂၊အုပ်ဖို၁၊ဟင်းသာကန်စတဲ့မြို့ပေါ်6ရပ်ကွက်မှာရေနှိမ့်ညွန့်နေပြီးဟာယာကြီး၊ကျွဲရဲကြီး ထောက်ကျန်ကြီးသပြေကြီးစုချောင်းကွညောင်စင်ထန်းသုံးကနဘရီစတဲ့ကြေးရွာတွေနဲ့လဲဧကပေါင်းတောင်းချီပြီးရေနှမြုပ်နေခဲ့ကရက်ခွက်တွေတဲပါတော့ပေါင်းတဲ့မျိုးကပြည်သူအကျိုးဆောင်ကိုရက်ကစံတဲ့ထမင်းနှုတ်တွေလိုက်လံဝင်းငှခဲ့ပါတယ်ပကိုးတိုင်းနောက်ချမ်းမှာအကျိုးပင်ကောက်အုပ်ဖို့ပေါင်းတဲ့နက်တလင်းဇီကုံတဲကုံရွှေတောင်အုတ်ချစ်ပင်စတဲ့မျိုးတွေမှာလဲရေကြီးရေချမ်းမှုတွေတဆက်တဲ့ဖြစ်ပေါ်နေခဲ့ပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ